ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ထိုင်းမြန်မာနေဆက်တစ်ဘောပိုးစစ်တပ်စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့မြဝတီမျိုးစည်းရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗယ်။မေလ29ရက်နေ့ကစတင်ပြီးမြဝတီမျိုးတောင်ဘက်ဝေါ်လေလမ်းပိုင်း DKBA ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်လာတဲ့အချိန်စစ်ကောင်စီစစ်ကြောင်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်နေလို့ ဒီနေ့မေလ28ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါရယ်လက်ရှိသစ်ဘောဘိုတက်စခန်အနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့အဲ့ဒီတက်စခန်ကိုအင်အားတက်ရောက်ဝန်းကျင်နဲ့ဝေါ်လေကနေစစ်ကူလာတဲ့အဖွဲ့ကိုလည်းစုံစည်းမြိုင်ရွာကြီးအနီးကမင်္ဂလာတတာအနီးမှာ KNL နဲ့ပူပေါင်းတပ်တွေကဖျက်တောက်တိုက်ခိုက်နေလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်ထိုင်းမြန်မာနေဆက်မြဝတီတောင်ဘက်ကသစ်ဘောဘိုကြီးရွာစစ်စခန်လက်မလွတ်ရရေးအတွက်ကြောင့် ဝေါ်လီဗျူဟာအခြေဆိုင်စစ်ကောင်စီအင်အားတရာကျော်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဒေသရင်းတရင်ရင်ပြတွေစီကနေသိရပါဗျ။အဲ့ဒီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းမြန်မာနေဆက်မော်ဂေထိုင်းတပတ်ကန်မိကလာရှောင်းအနီအနီးတစ်ဝိုက်ပတ်ဝန်းကျင် အထိလဲရောက်ရှိလာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်စုံစည်းမြိုင်ကြီးဝါနဲ့အနီးနားကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရသလိုတိဘောဘိုကြီးရွာဒေသခံတချို့ဟာလည်းထိုင်းဘက်ချမ်းကိုတင်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။